အားလုံးမင်္ဂလာပါတန်လေးပါတလိယာဒီနေ့ရှမ်းခေါက်ဆွဲတွေတူဟူးနွေးတွေအရန်စားလို့ကောင်းနေဆိုရဲဆိုင်ကြီးဒီဆိုင်ကို ခေါ်သွားပေးမယ်ကဲဆက်ပြီးတော့လိုက်ကြည့်ပေးအောင်နော်ဒီဆိုင်လေးကလေတလိစပြီးတော့ဆိုင်ထဲကိုရောက်တော့အောင်ဆိုလို့ရှင်အဲ့လောက်ကြီးထိမမျော်လင့်ထားဘူးပေါ့နော်ဘိုင်းလေးပဲမှားစားလိုက်တယ်မှားစားလိုက်ပြီးတော့တူဟူးနွေးလေးကွာတက်တက်လွတ်မှားလိုက်တာအဲ့ဒါကိုဗစက်ထဲကိုစပြီးတော့ထည့်လိုက်တဲ့အချိန်မှာပဲအာငါအရန်စားခြင်းနေတဲ့အရာသာဒီအရာသာပါလားဆိုပြီးတော့ အဲလောက်တောင်ဖြစ်သွားရလောက်အောင်မတလေးအရင်ကြိုက်သွားတဲ့ဆိုင်လေးဖြစ်ပါတယ်။အာပြောမယ်ဆိုလို့ရှိရင်တလေးကရှမ်းပြည်မြောက်ပိုင်းရောတောင်ပိုင်းရောပြီးတော့ရှမ်းအရှိပိုင်းနေပေါ့နော်။ပြီးတော့မိုးကုတ်တို့မေမြို့တို့အဲ့လိုအလုံးနဲ့ကွာရက်အကြာကြီးနေဘူးခဲ့တဲ့အခါကျတော့အဲ့ဒီဒေသတွေမှာရှမ်းခေါက်ဆွဲတို့တုံးလေးတို့စားရတာပေါ့။အရင်ကြိုက်ခဲ့တယ်။အဲ့ဒီဒေသတွေမှာဆိုလို့ရှိရင်အသားတောင်တုံးဆိုတိတ်မထဲကြဘူး။တီဘောတို့ကြောင်မဲတို့မှာဆိုလို့ရှိရင်လည်းအိမ်ဆိုင်လေးတွေရှိတယ်။အဲ့ဒီအိမ်ဆိုင်လေးတွေမှာရှမ်းခေါက်ဆွဲကိုတက်တက်လွတ်နေလဲရ ရတယ်ပြီးတော့အသားနဲ့လည်းရတယ်ပေါ့နော်ဒီရှမ်းခေါက်ဆဲဆိုလဲတက်တက်လို့တူဦးနှွေးဆိုလဲတက်တက်လို့ပေါ့နော်အဲ့လိုလေးတွေပဲမှားစားလေးရှိကြတယ်ဈေးလေးတွေကလည်းအဲ့တော့အရန်တန်တယ်ရှမ်းခေါက်ဆဲတပွဲမှာ900အဲ့လောက်ပဲပေးရတာကွာသိလားဘာတွေကွာလဲဆိုလို့ရှိရင်တလိထင်တာတော့ခေါက်ဆဲသားလဲကွာမယ်ကွာပြီးတော့တူဦးနှွေးဆိုလို့ရှိရင်လဲတူဦးရဲ့အရသာကွာမှာပေါ့နော်ပြီးတော့သူတို့ရဲ့ဒီခေါက်ဆဲတွေကိုထဲတဲ့ကြာညို့ပေါ့အပင်းငံပြာကြီးပေါ့နော်အဲ့ဒါလေးတွေလဲကွာလိမ့်မယ်လို့ထင်တယ်ပြီးတော့သူတို့ဒေတာမှာစားရတဲ့ feeling လေးပေါ့ဂျာတူတူအေးအေးလေးမနဲ့ စော့လေးမှာနှင်းနေပါရကြနေတဲ့အချိန်လေးမှာရှမ်းခေါက်ဆွဲလေးတွေဒုံးနှွေးလေးတွေစားလိုက်ရတဲ့ခံစားချက်အရသာလေးတွေအဲ့လို feeling လဲကွာမှာပေါ့နော်အခုဒီဆိုင်လေးကိုရောက်တဲ့အချိန်မှာမိုးကုတ်အလွမ်းပြေသွားစေတယ်ချမ်းပြေမြောက်ပိုင်းတောင်ပိုင်းအဲ့ဒီနေရာတွေကိုရောက်သွားသလိုခံစားချက်လေးရတယ်ပြီးတော့တနေ့ဒီဆိုင်လေးတွေကိုဝင်သွားပြီးတော့ထိုင်လိုက်တဲ့နေရာလေးကလည်းသူ့ရဲ့ဆိုင်လေးကအတွင်းလန်းလေးမှာအုတ်အုတ်ကလေးဖြစ်နေတဲ့အခါကျတော့ချမ်းပြေမြောက်ပိုင်းမှာမနဲ့စောစောစားခဲ့ရတဲ့ feeling လေးကိုနည်းနည်းလေးရလိုက်တယ်ပေါ့နော် တကယ်ကိုအရန်စိတ်ကျင်နေစရာကောင်းပါတယ်ဆိုတော့တနေ့ကဒီဆိုင်မှာပါစားခဲ့လဲဆိုလို့ရှိရင်တသက်လုံး ော့တူဦးနှွေးစားတယ်တူဦးကျော်တို့ပြီးထုတ်ကျော်တို့အဲ့ဒါလေးတွေစားတယ်ပြီးတော့အိမ်အတွက်လည်းအများကြီး parcel တွေဝယ်သွားတယ်ပေါ့နော်ညချင်းဦးမာရှန်ခောက်ဆွဲအမဲနှက်ပြီးတော့ WhatsApp ဦးကျော်ဒါတွေလည်းအရင်ကောက်နေဆိုလို့တနေ့ကတော့ parcel လေးဝယ်လာခဲ့တယ်အဲ့တော့အခွင့်ခါသိန်းလို့လမ်းကြောင်းနေဆိုလို့ရှင်လည်းသွားပြီးတော့စားစီကြပါတယ်နေရာလေးကတော့ရန်ကင်းမြို့နယ်ရန်ငိမ့်လမ်းတွယ်နှစ်လမ်းထိပ်လေးတွေမှာ DND မိုးကုတ်ရှမ်းစားစားဆိုင်လေးဖြစ်ပါတယ်ကဲအစားတော့စားကောက်နာကိုပြပြရတဲ့ရှမ်းပြည်ကိုလွမ်းတာပုံများသွားတယ်ဒါလေးတော့နည်းနည်းလေးသိခံပေးပါ နော်။ကဲလမ်းကြောင်းရင်စားကြည့်လိုက်ကြပါဦးရှင်။မမတလီကတော့အရင်ကြိုက်လို့ညွှန်ပြလိုက်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။နောက်တစ်ပလော့ဒီမှာပြန်ပြီးတော့ဆုံမမယ်။တတ်တာ။